မြန်မာနိုင်ငံငလင်ပေအတွက်ကုလသမဂ္ဂကနိုင်ငံတကာကဂရီးပြူငွေဒေါ်လာ63သန်းနဲ့ကုလသမဂ္ဂအရေးပေါ်ရေမုံငွေဒေါ်လာ5သန်းအသုံးပြုကူညီမယ်လို့ UN OCHA အကြီးအကဲ Mr. Dan Fletcher ကပြောပါရယ်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေနဲ့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာညှိနှိုင်းရေးမှုကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရော UN OCHA ရဲ့အကြီးအကဲဖြစ်သူ Under Secretary General Mr. Dan Fletcher ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ဧပြီ6ရက်ကနေပြည်တော်မှာတွေ့ဆုံစဉ်အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။တွေ့ဆုံမှုမှာ Mr. Dan Fletcher က ငလင်းဘေးသင့်ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာကအခုချိန်ထိလှူဒါန်းဖို့ဂရီးပြူငွေအမေရိကန်ဒေါ်လာ63တန်းရရှိထားကြောင်းကုလသမဂ္ဂရဲ့အရေးပေါ်ရမုံငွေကနေအမေရိကန်ဒေါ်လာ9သန်းကိုအသုံးပြုမှာဖြစ်ကြောင်းနဲ့ဒါရီကိုအသုံးပြုပြီးအကူအညီပေးရေးလုပ်ငန်းတွေကိုအကောင့်ထဲပို့ဖို့အတွက်ကုလသမဂ္ဂဝန်ထမ်းတွေကိုဆင်လွှတ်မှာဖြစ်ကြောင်းပြောပါရယ်